ဘုရားတင်ငန်းဝတ်ပြီးတပတ်အတွင်းပြင်ရင်ရတာပေါ့ပေါ့မဟုတ်ဘူးသုံးလအားထုတ်နေရတာမဟုတ်ဘူးခွန်ရက်တပတ်အားထုတ်လိုက်တာနဲ့အပိညာ6ပါးအကုန်ရသွားတယ်ဒိဗ္ဗစကုဒိဗ္ဗသောတပဝေနိဝါသစေတောပရိယအပိညာနေအကုန်လုံးရအိဒီဝိဒအပိညာအဲ့တော့အပိညာနေရလိုက်တာနဲ့တလွဲစပင်ကောင်းသူကိုယ်သူအထင်ကြီးပြီးတော့ငါလဲဖျားလောက်တော့ဆွမ်းပါတယ်ဖျားဖြစ်အောင်လုပ်မယ်ဆိုတော့ဖျားဖြစ်အောင်လုပ်တဲ့နည်းသည်ဖျားတတ်တဲ့နည်းလားပါရမီဖြစ်ရတဲ့နည်းလား ဘာရမီဖြည့်ကြတယ်ဖယားတက်လိုက်သူကဖယားဖယားထင်ပေါ်တဲ့ဖယားတက်ပလိုက်သူဖယားပြစ်မှာပဲလို့ဒီလိုယူပလိုက်မြန်နေနီးသုံးပလိုက်အဲ့တော့ဖယားကိုတက်ဖို့သူနီးမျိုးစုံနဲ့မကြံဘူးလားကြံတယ်မရမအောင်မအောင်တော့နောက်ဆုံးတန်ကအလဲမှာတန်ဃာတွေစုဝေးမိတဲ့အချိန်မှာပဲမြတ်စွာဘုရားကို तू ကငါးခုသောအင်္ဂါရယဟန်တွေအတွက်တောင်းတယ်ကျင့်စဉ်ငါးခုတိယဟန်များသည်တောထဲမှာပဲနေရမယ်မြို့ထဲရွာထဲမှာမနေရဘူး အရင်ညကင်ဒူးတင်ဆိုတာလူတွေနဲ့ဝေးရတော်ထဲမှာပဲညအိတ်ချင်းအလုတ်ကိုလောက်ရမယ်နော်မြို့ထဲရွာထဲမှာညအိတ်ချင်းအလုတ်မလောက်အောင်နောက်တစ်ခါနှစ်ယဟန်ဒီဆုံးမဲ့ခန်စားရမယ်ပင်စားပင်စွမ်းကတ်ပြီးတော့လာပြီးတော့ကတ်တဲ့စွမ်းပင့်ပြီးတော့လှူတဲ့စွမ်းမစားအောင်နောက်ပန်းတကူသင်္ကန်းပဲယုံရမယ်ဗါတဲ့အခုလို့အသင်ချုပ်ဆက်ပြီးတော့မှဆေးဆိုးပြီးလှူတဲ့ သင်္ကန်းမျိုးကိုမဝတ်ရကိုဟာကိုတုတ်တန်ရသသင်္ချိုင်းဝါကပြစ်ထားတဲ့အဝတ်ကိုကောက်လျှော်ဖို့ချုပ်ဆက်ဆေးဆိုးပြီးမှဝတ်တဲ့ပန်းတကူသင်္ကန်းကိုသာဝတ်ယုံရမယ်ဟောဧဝရတောင်းတဲ့အချက်တွေတန်မှန်ကြည့်ရင်မကောင်းဘူးလားကောင်းတယ်နောက်ကျောင်းနေအခုလူတွေအများဆောက်လို့လူရမ်းတဲ့လူနေအိမ်နေလို့တိုက်တွေခြံတွေကားတွေနဲ့ရေခဲသစ်တာနဲ့ TV နဲ့အောက်ဆက်နဲ့ လူတွေလို့ကြောင်းနဲ့မနေရဘူးတစ်ပင်ရိပ်ဝါပင်ရိပ်မှာပဲနေရဟုတ်ယဟန်နေရဲ့အကျင့်သိက္ခာတွေကိုပုံပြီးတော့စင်ကြယ်လာအောင်ပုံပြီးတော့မြင့်မြတ်လာအောင်လူတွေအနေနဲ့ပုံပြီးတော့လေးစားတတ်တဲ့ပုံကိုယ်တွေဖြစ်အောင်ဘယ်နှချက်ရှိသွားပြီနေချက်ရှိသွားပြီတိဘာလဲမျိုးတဲမှာမနေရဘူး မြို့တဲ့ရွာတဲ့မှာမနေရဘူးတောထဲမှာမနေရနေ့ဆုံးခံစားရမယ်ပင်စွမ်းကတ်စွမ်းစားအောင်တော့ပန်းတကူသင်္ကန်းပဲယုံရမယ်သူများလူတဲ့အသင်ချုပ်ပြီးသားသင်္ကန်းအထယ်ကိုမယုံအစကိုလက်ခံလို့မရနံပါတ်၄အေးသိရိတ်ဝါရိတ်မှာပဲနေရမယ်ကျောင်းနေကန်နေမှာမနေရဘူးနံပါတ်၅တတ်တတ်လွတ်ပဲစားရမယ်ဗါတဲ့ယဟန်ဆိုတာက မိမိအတွက်နဲ့တပါသောပုံကိုယ်ရိပင်ပန်းဆင်းရဲအောင်မလုပ်ရဘူးလို့ခုနကဩဝါဒပါတိမောက်မှာမပါမပါဘူးလားအနုပဝါတော်အနုပဂါတော်အနုပဝါတော်သူတစ်ပါးကိုစွတ်ဆဲခြင်းပြစ်တင်ခြင်းကဲ့ရဲ့ခြင်းမပြုရအနုပဂါတော်သူတစ်ပါးကိုမိမိကြောင့်ကိုယ်စိတ်ဆင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းဖြစ်အောင်မလုပ်ရမမီးရဲ့ကိုနှုတ်စိတ်ကိုစောင့်စည်းရမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့ဩဝါဒမရှိဘူးလားအဲ့တော့ကိုကြောင့်သူများအသက် သေခြင်းကလွတ်အောင်တတ်တတ်လို့ပဲစားရမယ်တဲ့အချက်ပဲနှစ်ချက်တမန်အားဖြင့်ကြည့်ရင်ယဟန်တို့ရဲ့ကျင့်စဉ်စင်ကြယ်ဖို့အမှန်တမ်းမကောင်းဘူးလားကောင်းတာပေါ့ဒီမှာဒုတင်အရိညာကင်ဒုတင်ဆိုတာမြတ်စွာဘုရားရှင်ကိုတော်တိုင်ခွင့်ပြုထားတာအထူးကျင့်တာအမြဲကျင့်ရမယ်လို့မပြောဘူးအထူးကျင့်ခြင်းရင်တော်ထဲမှာပဲနေမယ်မြို့ရွာထဲမှာဝါဝါမဆိုးဘူးဝါမကပ်ဘူးညမအိပ်ဘူးရှင်းသလားရှင်းပါဗျာဆုံးခံစားမယ်ဆိုတဲ့အကျင့်မျိုးကျင့်ရတဲ့ပါထပိုက်ဒုတင် ဣခသနိဒုတိဒုတိနေမရှိဘူးလားကျင့်စဉ်နေရှိနေတာပဲအထူးကျင့်စဉ်နေမြတ်စွာဘုရားပြောထားတာရှိနေတာပဲနောက်ပန်းတကူဒုတိဒါလည်းရှိတာပဲပန်းတကူရတဲ့သင်္ကန်းကိုသာဝတ်မယ်ဒီလိုလာကပ်ပြီးအသင်းချုပ်ချုပ်ဆက်ပြီးလူတဲ့လူမျိုးကိုမဟုတ်ဘူးဒါလည်းရှိတာနောက်ရုခမှုဒုတိကျောင်းနေကျောင်းရိတ်ကံရိတ်မှမနေဘူးတင့်ရိတ်ဝါရိတ်မှပဲနေမယ်ဆိုတော့ဒုတိနေရောမရှိဘူးလားဒီတဲ့ထူကြတာတော့ရှိသေးတယ်သစ်ပင်ဘာညာတော့မမီတော့ဘူးအဘောကသိကဒုတင်ဆိုတာ ကွင်းပြင်လွင်တီးခေါင်ကြီးထဲမှာနေမယ်ဆိုတော့ဒုဒုတင်မျိုးလည်းရှိတယ်ဒုတင်73ပါးထဲမှာရှိနေတာပဲဗျအဲ့တော့ဒါအထူးကျင့်ရတဲ့လုပ်ငန်းတွေမဟုတ်ဘူးလားအဲ့တော့ဒါတွေကိုတောင်းတာမကောင်းဘူးလားကောင်းသလားကောင်းတာပေါ့အဲ့တော့ဒီ9ပါးသောကျင့်စဉ်တွေကိုယဟန်များတို့သတ်မှတ်ပေးပါအရှင်ဗျာမြတ်စွာဘုရားကိုတောင်းဆိုတမန်လူတွေရဲ့အသိနဲ့ကြည့်ရင် ဒီအလောက်ကအပြစ်မရှိဘူးကောင်းတယ်လို့ယူဆရပေမဲ့တုတ္တဝအရိယသာဝကောဆိုတဲ့အကြမ်းမြင်များတဲ့အမျော်မြင်ရှိတဲ့မြတ်စွာဘုရားကဲ့သို့ပညာရှိသူတော်ကောင်းတွေရဲ့အသိဉာဏ်မှာအကျိုးသက်ရောက်မှုမများတဲ့လမ်းစဉ်တွေကရှိမရှိတမ္မန်လူတွေကအကျိုးများတယ်ပညာရှိကကြည့်တော့ဒီအလောက်ကအကျိုးမရှိဘူးသဘောပါရဲ့လားအဲ့တော့အခုဒေဝတန်ကပြောတဲ့စကားဒီတမ္မန်လူတွေဘက်ကကြည့်ရင် အမတန်ကောင်းတယ်လို့ယူဆလို့ရတယ်ဒါမှမဟုတ်ခုတသက်လို့လိုင်းနေတသက်လို့ဂိုင်းနေတသက်လို့ကျင့်စဉ်နေသိတာမရှိဘူးလားတော်တယ်ပဲနေရမယ်ဆိုတဲ့လုပ်ငန်းစဉ်နေတာဒေဝရတောင်းဆိုခဲ့တဲ့အချက်၅ချက်မြတ်စွာဘုရားပယ်ချိုက်နောင်တန်တရာအရှိအတွက်အကျိုးမများနိုင်ဘူးဒေဝဒါတဲ့ငါခွင့်မပြုနိုင်ဘူးတဲ့ဒေဝရကအကွက်ဆိုင်သွားတယ် ကျန်တဲ့ယဟန်နေလှဲ့မိလိုက်တဲ့ဘလို့တော့ငါရှင်တို့ဒီငါပြောတဲ့ကျင့်စဉ်ဟာမကောင်းဘူးလားကောင်းတယ်မမှန်ဘူးလားမှန်တယ်အကျိုးမရှိဘူးလားရှိတယ်ရှိပါရဲ့နဲ့ဒါတက်တက်ဆိုတော့မင်းတို့ဘုရားဆွာဘုရားကရာဂဒေါသမောဟကင်းတယ်လို့ပြောသေးတယ်ငါကိုဘယ်လိုက်ပြီးတော့ငါပြောတာမဟုတ်လို့ပယ်ချလိုက်တယ်အဲ့တော့ငါကောင်းတယ်လို့လို့တာငါပဲလိုက်မဲ့လူတွေငါနဲ့လိုက်ခဲ့ပညာချက်ကိုခွင့်မပြုရင် तू ပြောတဲ့အတိုင်းနေခြင်းတက်တောင့်တက်တာနေခြင်းနဲ့လူနေကြ ခိုင်းခွဲခြိုက်ဒေဝရတ်နောက်ကသံဃာ900ပါဝါဘယ်လောက်ပါဝါ900ပါဝါရှင်းနေသလားရှင်းပါတယ်ခင်ဗျာအဲ့ဒီပါသွားတဲ့သံဃာဟာအရိယာဖြစ်မလားပုထုဇဉ်ဖြစ်ပုထုဇဉ်ဖြစ်ပါဘုရားအရိယာဆိုတာက ဘုရားတရားတန်ခါပေါ်မှာအကျွင်းမဲ့ယုံကြည်သွားပြီမြည်သူပယောဂကြောင့်မှတန်တရားဖြစ်เสียအရိယာမှာရှိသေးလားတန်တရားဖြစ်ခြင်းမရှိတော့ဘူးယုံကြည်ချက်တွန့်ဆုတ်ခြင်းမရှိတော့ဘူးပုထုဇဉ်ဆိုတာတော့အသွင်သာပြောင်းထားတာအပြင်းတန်တာမဲ့ပြောင်းနေတယ်အတွင်းကစိတ်ကပြောင်းမလား မမြောင်းသေးဘူးပုထုဇဉ်မှာຢာကဒေါသမောဟတွေရှိမရှိဒိဋ္ဌိတဏမာနတွေမရှိဘူးလားရှိတော့ကို့တွေးကို့ကြံကို့ယူဆနဲ့ကို့ဟုတ်လာပြီလို့ထင်ပြီးတော့ဒေဝရဘက်ကတခါလဲ900ပါပါဒေဝရကအဲ့ဒီတန်ခါ900ကိုခေါ်သွားပြီးတော့လာငါဖျားလုံးမယ်ဆိုပြီးတော့ဂယာတိတဆိုတဲ့အခုဖျားဖြစ်တော့ပွင့်တော်မူရာဘုရားဂယာလို့ခေါ်တဲ့ဂယာကို ခေါ်သွားပြီးတော့တောထဲမှာတန်ခါ900နဲ့သတင်းသုံးပြီးနေလိုက်မြတ်စွာဘုရားကြည်နေလိုက်တယ်ဘာမှမပြောနောက်ကာလာကလေးနည်းနည်းလွန်သွားပြီသူတို့လည်းဟိုမှာအခြေကျပြီဆိုတဲ့ချိန်မှာမြတ်စွာဘုရားညံတော်နဲ့ကြည်လိုက်တော့ဒေဝရနောက်မှာလိုက်လာလိုက်နောက်လာနောက်လိုက်တန်ခါ900ရဲ့ညံရင့်ချိန်ရောက်လာပြီဘာဘယ်ချိန်ညံရင့်ချိန်ဆိုတာဘာလဲ ကောင်းတယ်သားကိုတိတာကိုဖြေတာကောင်းတော့ဗောနော်ညံရင့်နေဆိုတာဗာတဲ့သားတံဝေကရတဲ့ချင်းအစိတ်ပိုင်းတစ်ခုအပြင်ထဲ့ခြင်းလဲထဲ့လို့တော့ရတာဗောကွာနော်ညံရင့်နေဆိုတာဗာလဲနော်အခုမြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကိုမှန်မှန်ကန်ကန်သိနိုင်မြင်နိုင်ဆုံးဖြတ်နိုင်တဲ့အခြေဒါကို ညံရင်ချင်းပြန်ပြောကြည့်သမားမြတ်စွာဘုရားဤအဆုံးမတရားများကိုမှန်မှန်ကန်ကန်သိနိုင်မြင်နိုင် ဆုံးဖြတ်နိုင်တဲ့အချိန်ပြန်ပြောမလေးပြင်းလိုက်ကြတာနော်ရအောင်မှနင်တို့သိကြတယ်အရေးကြီးတာခြံထားတယ် မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုမှန်မှန်ကန်ကန်သိနိုင်မြင်နိုင်ဆုံးဖြတ်နိုင်တဲ့အချိန်အခုကိုကိုကိုပဲပြန်တွေးမင်းတို့အိမ်ပြန်ရောက်ရင်ခုငါတို့မြတ်စွာဘုရားတရားတော်တွေများစွာမကြဘူးလားဘလောက်ပိုင်ပိုင်နိုင်နိုင်သိထားပြီလဲဘလောက်ပိုင်ပိုင်နိုင်နိုင် မြင်ထားပြီလဲဘလောက်ကိုဆုံးဖြတ်ချက်ချထားနိုင်ပြီလဲကိုယ့်အကိုစဉ်းစား အသိဉာဏ်မရင့်ကျက်သေးတော့ဒီတရားတော်ကိုနှလုံးသားထဲမှာဉာဏ်ထဲမှာပိုင်ပိုင်နိုင်နိုင်လက်ခံထားဖို့မဖြစ်နိုင်သေးဘူး